ားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ဆွေးနွေးမျှဝေပေးခြင်းတဲ့အကြောင်းအရာလေးကတော့ကုမ္ပဏီသမိုင်းကြောင်းနဲ့ပေါ့နော်အဲ့ဒီကုမ္ပဏီတွေမြန်မာပြည်ကိုဘယ်လိုရောက်ရှိလာသလဲဆိုတဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ်ကျွန်တော် law firm အနေနဲ့ကုမ္ပဏီနဲ့ပတ်သက်တဲ့ကိစ္စတွေစီးပွားရေးဆိုင်ရာစာချုပ်စာတမ်းနဲ့ပတ်သက်တဲ့ကိစ္စတွေကိုဆွေးနွေးမျှဝေလျက်ရှိပါတယ်အဲ့တော့နော်ကျွန်တော်တို့ဒီသမိုင်းမှာကုမ္ပဏီတွေကိုမြန်မာတွေအနေနဲ့ဘယ်လိုစတင်ထိတွေ့သိရှိလာသလဲဆိုတာလေးကထူးခြားမှုရှိပါတယ် အိန္ဒိယအနေနဲ့သေဘင်္ဂလားပင်လယ်အော်ဖျက်ပြီးတော့ရွက်လွှဲဝင်ရောက်လာတဲ့ကုမ္ပဏီကတော့အင်္ဂလိပ်အရှိအိန္ဒိယကုမ္ပဏီဖြစ်တယ်ပေါ့နော်အဲ့ဒီကုမ္ပဏီကမြန်မာပြည်ရဲ့သမိုင်းကိုစတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်တယ်လို့ဆိုလို့ရပါတယ်အဲ့ဒီအင်္ဂလိပ်ရှိအိန္ဒိယကုမ္ပဏီကကုန်းမောင်ခင်မှာပေါ့နော်ကုန်တိုက်လုပ်ငန်းတွေလုပ်မယ်စီးပွားရေးဆိုင်ရာလုပ်ငန်းတွေလုပ်မယ်ဆိုတဲ့အကြောင်းပြချက်နဲ့မြန်မာပြည်ကိုစတင်ရောက်ရှိလာခဲ့ခြင်းဖြစ်တယ်ပေါ့နော်အဲ့ဒီနောက်ပိုင်းမှာတော့1824ခုနှစ်ကနေပ မှာ26ခုနှစ်အတွင်းဖြစ်ပွားခဲ့တဲ့အင်္ဂလိပ်မြန်မာပထမစစ်ပွဲကိုစတင်ဖန်တီးခဲ့ပါတယ်အဲ့ဒီစပွဲမှာကျွန်တော်တို့မြန်မာတွေအရင်နေခဲ့တဲ့အတွက်ကြောင့်မလို့ရခိုင်နဲ့တနင်္သာရီကိုလက်လွတ်ဆုံးရှုံးလိုက်ရတယ်ပေါ့နော်အဲ့ဒီအင်္ဂလိပ်ရှင်းအိန္ဒိယကုမ္ပဏီကခင်းပေးတဲ့လန်တိုင်းဗြိတိရှအစိုးရကလိုက်ပါလာခဲ့ပြီးတော့မြန်မာပြည်ကိုဆက်လက်ကျူးကျော်ခဲ့တဲ့အတွက်ကြောင့်မလို့1852ခုနှစ်ကနေပြီးတော့53ခုနှစ်မှာအင်္ဂလိပ်မြန်မာဒုတိယစစ်ပွဲဖြစ်ပွားပါတယ် ဲ့ဒီစစ်ပွဲမှာလည်းပဲကျွန်တော်မြန်မာတွေအရင်နေခဲ့တဲ့အတွက်ကြောင့်မလို့အောက်မြန်မာပြည်ကိုလက်လွတ်ဆုတ်ရှုတ်လိုက်ရပါတယ်အဲ့ဒီနောက်ပိုင်းမှာတော့1885ခုနှစ်မှာအင်္ဂလိပ်မြန်မာတတိယစစ် ဖြစ်ပွားတယ်ပေါ့နော်။အဲ့ဒီစစ်ပွဲမှာကျွန်တော်တို့မြန်မာတပြည်လုံးကိုဆုံးရှုံးလိုက်ရပါတယ်။ဒီဘောမင်းနဲ့စုဖရလက်ပါတော်မူသွားပြီးတော့မှမြန်မာပြည်သတိစနစ်ခြုံငင်းသွားပါတယ်။အဲ့တော့တတိယ အင်္ဂလိပ်မြန်မာစစ်ပွဲကပေါ့နော်ဘုံဘီဘာမာတက်ကုမ္ပဏီရဲ့တခိုးထုံးမှုကနေပြီးတော့မှစတင်ငယ်ချင်းဖြစ်ပါတယ်အဲ့ဒီစစ်ပွဲမှာဗြိတိရှားတွေအတွက်ပေါ့နော်ဆက်လက်နဲ့ပစ္စည်းတွေကိုအေယဝရီတင်မောကုမ္ပဏီကတယူပို့ဆောင်ပေးခဲ့တဲ့အတွက်ကြောင့်မလို့ကျွန်တော်မြန်မာတွေအချိန်တိုအတွင်းမှာဆစ်ရှုံးခဲ့ရခြင်းဖြစ်ပါတယ်ဒါကြောင့်မလို့သမိုင်းကိုတွန်းအားပေးခဲ့တဲ့ကုမ္ပဏီတွေကိုကျွန်တော်တို့ပြန်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်နံပါတ်1ကအင်္ဂလိပ်အရှေ့အိန္ဒိယကုမ္ပဏီဖြစ်ပါတယ် နံပါတ်1ကတော့ပုံပေပါမာတစ်ကုမ္ပဏီဖြစ်တယ်ပေါ့เนาะနံပါတ်3ကတော့ ARD သင်းမော့ကုမ္ပဏီဖြစ်ပါတယ်အဲ့တော့အင်္ဂလိပ်ရှိအိန္ဒိယကုမ္ပဏီဟာအိန္ဒိယမှာလဲပေါ့เนาะပရိသတ်ဆော့ဖ်ဝါနယ်မြေတွေကိုသိမ့်ပိုက်ပြီးတော့မှဗြိတိရှအင်ပါယာကိုထူထောင်ခဲ့ပါတယ်အဲ့ဒီနောက်ပိုင်းမှာတော့မြန်မာပြည်ကိုဆက်လက်ကျူးကျော်သိမ့်ပိုက်ခဲ့ခြင်းဖြစ်တယ်ပေါ့เนาะဒါကြောင့်မလို့ကျွန်တော်တို့ကသမိုင်းကိုကြည့်ပဲဆိုလို့ရှိရင်ကုမ္ပဏီဆိုရအဲ့ဒီလောက်အင်အားကြီးမားတယ်ဆိုတာကိုတွေးရှိရမှာဖြစ်ပါတယ် အဲ့တော့အင်္ဂလိပ်ရှိအိန္ဒိယကုမ္ပဏီဘယ်လိုစတင်ပေါ်ပေါက်လာသလဲပေါ့နော်အင်္ဂလိပ်ရှိအိန္ဒိယကုမ္ပဏီမွေးဖွားခန်းလေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့နည်းနည်းလေးဆွေးနွေးမျှဝေပေးကြပါတယ်အဲ့ဒါတော့1955ခုနှစ်မှာ နေချက်တွေရပေါ့နော်ငွေကောက်တစ်ပေါင်ကို3ရှီလင်ကနေပြီးတော့8ရှီလင်ထိ9ရှီလင်တိုးမြင့်သတ်မှတ်လိုက်ပါတယ်အဲ့လိုတိုးမြင့်သတ်မှတ်လိုက်တာကိုမကျင်တတ်တဲ့အင်္ဂလိပ်ကုန်သွယ်ရေး24ဦးဟာ 1955ခုနှစ်ပေါ့နော်စက်တင်ဘာလ24ရက်မွန်တဲ12နှစ်တိတိမှာအစည်းအဝေးပွဲကျင်းပပြုလုပ်ကြပါတယ်သူတို့အစည်းအဝေးပွဲကျင်းပပြုလုပ်တဲ့နေရာကတော့လန်ဒန်မြို့ Leeds Hall လမ်းရဲ့မထင်မရှားတဲ့အသာမအဆောက်အဦလေးတစ်ခုမြတ်တာဖြစ်တယ်လို့လည်းဆိုပါတယ်အင်္ဂလိပ်ကုန်သတင်း24ဦးဟာဖြစ်ပေါ်လာနိုင်တဲ့အကျိုးအဖြစ်တွေကိုအပြန်ပြန်အလန်လန်ဝေဖန်သုံးသပ်ခဲ့ကြပြီးတဲ့နောက်မှာ အစုရှယ်ယာ125စုပေါ့နော် အရင်ငွေပေါင်9200နဲ့ဒီအင်္ဂလိပ်ရှိအိန္ဒိယကုမ္ပဏီကို စတဲ့ဖွဲ့စည်းတည်ထောင်လိုက်ကြပါတယ်။အဲဒီကုမ္ပဏီကိုဗြိတိသျှဧကရီပေါ့ပထမအဲလစ်ဇဘက်ပြည်မကြီးကတော်ဝင်ဗြိဉ္ဇာတန်း Royal Chapter ဖြစ်ဖွဲ့စည်းခွင့်ပြုခဲ့တယ်လို့ကျွန်တော်တို့မှတ်သားရပါတယ်။เนาะအဲ့တော့ဒါကကျွန်တော်သမိုင်းပေါ်ကုမ္ပဏီရဲ့သမိုင်းကြောင်းလေးပြောတာပါ။လက်ရှိကုမ္ပဏီတွေကိုကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင်လည်းပဲ ကုမ္ပဏီတွေကတကောဩဇာကြီးထွားလာပြီးတော့ corporation တွေဖြစ်လာတယ်ပေါ့နော်အဲ့ဒီ corporation တွေကနေပြီးတော့မှနိုင်ငံတကာမှာဖွင့်လှစ်ပြီးတော့နိုင်ငံစု corporation တွေဖြစ်လာပါတယ်အဲ့ဒီအမှတစင်တက်ပြီးတော့မှနော် lobby တွေဖြစ်လာတဲ့ city ana power ကြီးမားလာကြပါတယ်။ဒါကြောင့်ကုမ္ပဏီရဲ့သမိုင်းကိုကြည့်ရင်ပဲဖြစ်ဖြစ်လက်ရှိကိုပဲကြည့်ရင်ဖြစ်ဖြစ်ပေါ့နော်။ ကုမ္ပဏီဆိုတာကြီးကျယ်ခန္ဓာမှုရှိပါတယ်။ဒါကြောင့်ကျွန်တော်ဒီသမိုင်းလေးကိုဆွေးနွေးမျှဝေပေးရခြင်းဖြစ်တယ်ပေါ့နော်။ဆရာကြီးဒေါက်တာတန်းထွန်းကိုသူတပည့်တယောက်ကမေးပါတယ်။ဆရာကြီးသမိုင်းဘာလို့သင်ရတာလဲဆိုတော့ဆရာကြီးကလေးလုံးပဲပြန်ဖြေပါတယ်တဲ့။မအောင်အောင်လို့သင်ရတာပေါ့။အဲ့တော့ကျွန်တော်ဒီကုမ္ပဏီသမိုင်းကိုလေ့လာတဲ့အချိန်မှာလည်းသမိုင်းကိုသိဖို့လိုပါတယ်။နောက်တစ်ပိုင်းမှာတော့ကျွန်တော် သက်ဆိုင်ရာခေါင်းစဉ်လေးတစ်ရက်နဲ့ဆက်လက်ဆွေးနွေးမျှဝေပေးသွားပါအောင်မယ်။ဒီဗီဒီယိုလေးကိုကြည့်ရှုခဲ့တဲ့သူအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်။